ါကျွန်တော်နာမည်ကတူလေးနဲ့ကျွန်တော်စားလုပ်တာတော့ဟာအသက်16နှစ်လောက်ပါဗျကျွန်တော်အသက်16နှစ်လောက်ကစားလုပ်ခဲ့တာစားလုပ်တော့တော့ဒီလို fiber ပြားနေမဟုတ်ဗျဟိုလိုကျွန်တော်စိုင်းဘိုးအောင်လိုမျိုးပုတ်ပြားလေးခေါင်းရွှေလိုပုတ်ပြားအဲ့လိုမျိုးနဲ့ကျွန်တော်စားလုပ်ခဲ့ရဒီဥစ္စာကိုပဲကျွန်တော်နောက်ဟိုဟာ16 16လောက်မှကျွန်တော်ဒီ fiber ခေါင်းနဲ့စကိုင်းအာမစားလုပ်ခဲ့ရဗျ ကျွန်တော်ပြန်မျိုးကားလေးလုပ်ပေးပြီးပဲလုပ်ပေးရအဲ့တော့ကျွန်တော်ညေသေးတော့ကျွန်တော်အကူနှစ်ယောက်တို့အတွက်လုပ်ပေးရပေါ့အဲ့တော့ကျွန်တော်ညေသေးတော့နှစ်တိပြရအလိုမျိုးယူခိုင်းပြီးခေါင်းချင်းနဲ့ရှင်တိုက်ပလိုက်အဲ့လိုမျိုးစုပ်သွားတော့ကျွန်တော်ပြန်နောက်ပိုင်းကျတော့ကျွန်တော်တိတ်မလုပ်ပေးရောလွယ်လည်းမလွယ်တော့မလုပ်ပေးတော့အဲ့ကျွန်တော်ကနောက်ပိုင်းကျတော့ကွက်နဲ့ကိုအဲ့လိုဆမ်းပြီးမှလုံရင်လုံရင်နဲ့လုပ်ခဲ့တော့ အဖေးစီကလည်းလေးလာတယ်မဲဟို YouTube ကနေလည်းသူများလောက်လိုက်လေလို့မျိုးပေါ့ရှာပြီးကြည့်ပြီးလေးလာပြီးမှလောက်လိုက်ပြန်စားလုံးတဲ့အချိန်တုန်းကတော့လူမျိုးပေါ့ alignment လွဲတာဒီပါတွေတော့ရှိရဗျာလို alignment လွဲတာတော့ချိန်ပုံချိန်နှီးတိတ်မတိရေပေါ့ဗျာလို့ကောင်းနေပါကြီးကတ်တဲ့အချိန်ဒီပါတွေဆိုနည်းနည်းစောင်းဝတာတို့လူမျိုးတွေရှိရဗျာအဲ့လေးခုနောက်ပိုင်းတော့အဲ့လေးပြင်ပြီးမှလောက်လိုက်ဟုတ်တယ်ဗျာဒီကားလေးဆိုတော့အပြင်ကကားကြီးပဲအဲ့လိုမျိုးပုံနေနဲ့ကြည့်ပြီးလောက်ထားရပဲတကယ်ကားကြီးပဲအဲ့လို ူပုံစံအတိုင်းလေးကြီးကြည့်ပြီးအဲ့လိုပုံစံငယ်လုပ်ထားတာဗျ။ကားလေးလုပ်တယ်ဗျတခြားလိုအဆောင်လိုမျိုးလေးလည်းလုပ်တယ်ဗျ။တခြားအဲ့လိုမျိုးပေါ့။အဆောင်လုပ်ပါတယ်လိုမျိုးလုပ်တာတော့ဟိုတကယ်ချင်းတွေကတော့ကြိုက်တယ်ဗျကျွန်တော်လုပ်ရရဆိုအဲ့လိုမျိုးအားပေးရဗျ။ကျွန်တော်လုပ်တာအဲ့လိုမျိုးလက်ရမိုက်တယ်ဗျာညာလိုမျိုးပေါ့။အားပေးရရှိရဗျ။ဒီကောင်ကတော့ကျွန်တော်အဲ့လိုအများအစားကြီးတော့မလုပ်ရတယ်ဗျ7ဘိန်းဆိုလို့ရှိရင်ဒီအခုဒီ12ဘိန်းကားဆိုထိတ်ဆုံးပထမဦးဆုံးအဖြူအောင်လေးတစ်စီးလောဒါကတော့ဒုတိယလက်ရတယ်ဒီကောင်ကတတိယ ဲ့လိုမျိုးဗျအဲ့လိုအများစားကြီးတော့မလုပ်ရသေးဘူးဗျနောက်အဲ့လိုမျိုး high jet လေးကန်တာလေးအကောင်လေးလုပ်တယ်ဗျဟုတ်ဟွာကျွန်တော်ကဒီကုန်ကားတွေလုပ်ပြတဲ့အကြောင်းတော့ဒီကုန်ကားတွေကျွန်တော်ကြိုက်လို့ဗျကျွန်တော်ကိုယ်တိုင်လေဒီကားတွေကိုကြိုက်လို့အဲ့လိုမျိုးနောက်ပိုင်းဆိုရင်တော့ကျွန်တော်တွဲကားတွေအဲ့လိုမျိုး၄8ဒီပါရောအဲ့လိုကားတွေကတော့အစုံလုပ်ဖို့ရှိရတခြားကားတွေပုံစံမျိုးစုံအဲ့လိုမျိုးတော့လုပ်ဖို့ရှိရတယ်ဒီကျွန်တော်ကဒီကားကောင်းလုပ်ရင်တော့ဒီ fiber ဗျာသုံးနေဗျာ သူတချို့တွေကတော့ဘယ်လို PVC ပဲတုံးနေလားကျွန်တော်တို့ fiber ပဲတုံးနေဒီအနောက် body ကျတော့ကုမိုးစင်ပြန်တုံးနေတယ်ကုမိုးစင်ဟုတ်အကောင်ပဲနောက်ဦးဟာကျတတိတို့ line ဒီမှာကျတော့မီးရိုက်တဲ့ bead များလေးအကောင်လေးနဲ့တုံးနေတယ်အဓိကတုံးတာတော့အဲ့ fiber နဲ့ကုမိုးစင်ပြားပဲတကားလုံးအကုန်လည်းအဆအဆုံးဖန်တီးရတယ်စီးပိုင်းဆိုင်ရမှာကျတော့ကျွန်တော်ဒီအနောက် body တွေတော့မှုတ်တယ်ဗျ body တို့အဲ့အနောက် tan နေအဲ့လိုအလွိုင်းကိုကြီးတွေပေါ့ဗျာ အကောင်တွေတော့ကျွန်တော်စေးမို့တယ်ဗျဒီကောင်တွေကတော့ original အအရောင်ပဲကောင်ကတော့ active fiber ဗျာလာတဲ့အအရောင်တွေပဲအချိန်ကတော့10ရက်15ရက်လောက်တော့ကြာတယ်ဗျကျွန်တော်စားလို့လို့ရှိရင်တော့ဒီခေါင်းပိုင်းကနေစားလို့တယ်ဗျခေါင်းခေါင်းပြီးခဲ့ကြမှဒီ body ပေါ့ဒီ body ပြီးခဲ့ကြမှဒီ vein တွေပါရနောက်ဆုံးမှပဲလုပ်တယ်ဗျဒီမှာဒီကြံတဲ့အလားဆက်တဲ့ဘိုင်းเนี่ยအကုန်လုံးတစည်းလုံးဆင်မြူးသွားမှပဲလိုက်ထည့်ရပြပုံကြည့်ပြီးမှတကယ်ကားပုံကြည့်ပြီးမှစလုံးမဲ့ချိန်ဆိုလို့ရှင်ဒီ fiber ပြောင်းမှဟို ဒီကိုလုံမဲ့ကားပုံးကိုအရင်ဆုံးချဆွဲလိုက်တယ်ဗျအဲ့ပြီးမှအရင်ဆုံးခေါင်းတစ်ခေါင်းလုံးလိုက်တီရှာတိုင်းပြီးဆိုမှအဲ့ကောင်ကျွန်တော်အကုန်လုံးဖြတ်ချလိုက်ရောအဲ့ပြီးမှခေါင်းဆင်တယ်ဗျဟုတ်ကဲ့မားတဲ့လူတွေကတော့များတယ်ဗျဟိုရောင်းချပြီလားဆိုတော့ရောင်းချတဲ့ကားကြီးလည်းရှိတယ်ဗျရှေ့မှာရောင်းလာတဲ့ကားကြီးလည်းရှိတယ်ဗျတချို့လည်းအလိုမားတဲ့ဟာကြီးလည်းရှိတယ်ဗျအဲတော်တော်များတော့သူတို့ကားပုံကိုပြပြီးမာတာများတယ်ဗျသူတို့ပုံစံလေးတွေသူတို့မောင်းတဲ့ကားလေးတွေအဲ့လိုမျိုးလေးတွေပုံစံပြပြီးမာတာများတယ်ဗျ အိမ်စီးကားကြတော့ကျွန်တော်မစမ်းဘူးသေးဘူးဗျနောက်ပိုင်းမှအဲ့လိုစမ်းပြီးလှုပ်ဖို့တော့ရှိရဲ့ထိတ်အဲ့လိုမျိုးလှုပ်ဘူးတာတော့မရှိသေးဘူးဗျအိမ်စီးကားတော့တော်တော်များများမတဲ့လူတွေကလည်းဒီကုံကားတွေမာတဲ့လူတွေပဲပုံများတယ်ဗျအဲ့လိုကုံကားတွေ high jet တွေအဲ့လိုမျိုးအဲ့လိုကားတွေပုံများတယ်ဗျကုံတင်တဲ့ကားတွေစည်းတန်းကြတော့ကိုဒီလိုမျိုးဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လိုတသိန်းတသိန်းနှစ်သောင်းလောက်ရှိမယ်ဗျတခြားအဲ့လိုမျိုးသူတို့ပုံစံအတိုင်းမာတဲ့ဟာတွေပါလေဆိုရင်တော့အဲ့ကောင်ကြတော့ကြည်ပြီးမှပဲအဲ့ရဲ့ကားပုံကြည်ပြီးမှပဲဈေးကပြောလို့ရမှာဗျ ဘာလို့တစည်းနဲ့တစည်းကမတူဘူးပြောလို့တချို့ကြောက်လဲကားမှာအလားစင်နာတဲ့ဟာတွေပါတယ်စတီကာတွေအဲ့လိုမျိုးတွေပါတော့အဲ့ရသူတို့မားတဲ့ကားကိုကြည့်ပြီးမှပဲစီရပြောလို့ရတယ်ကအဲ့တော့ကျတော့ဟုတ်ကဲ့ပြကျွန်တော်ဒီဒေးစိဆိုလို့ရှိရင်တကယ်ဒီကားတွေမှာတက်ထားလို့ဒီအဆောင်ကျိုးလေးတွေနောက်ပြီးလို့ရှိရင်တကယ်ကားတွေမှာပါတဲ့ဒီတွေးရဲ့ modern number အဲ့လိုမျိုးကားနံပါတ်လေးတွေပေါ့ပြီးဒီကနှုတ်လေးဆိုလဲကျွန်တော်အဲ့လိုဆေးလေးကိုတွားချက်ထွန်းတယ်လေးနဲ့တီချာလို့ light ဆွဲပြီးတော့မှဆွဲထားရလေးတွေပေါ့ဒီအတွင်းခန်းမှာဆိုရင်လဲကျွန်တော်ဒီတွေးရဲ့ လေတာလေးတွေပေါ့သူ dashboard လေးဆိုလဲထိုင်ခွင်ဆိုလဲသူလေတာနဲ့ပြန်အုပ်လာတယ်ဗျပြီးတော့ဒီ CRI ပါမယ်ဗျနောက်ပြီးသူဒိုင်ခွက်လေးတွေပါမယ်ကားထဲမှာဒိုင်ခွက်ပါမယ်နောက်ပြီးဒီ batman ပါမယ်ဗျအဲ့လိုမျိုးတွေတော့ထည့်ထားတယ်ဗျ ားစုကတော့အကုန်လုံးအလိုလက်မှုဘာနာပါတယ်ဆိုတော့အပိရဲ့ဗျာအဲ့လိုမျိုးကတော့အဲ့လိုမျိုးရိုးလိုမျိုးဘာမှတော့ရှော့မရှိဘူးဗျာဟုတ်အဲ့လိုအကုန်လုံးကတော့ဟောဖြစ်တယ်ဟာပိရဲ့ဗျာစိတ်ကူရတာတော့ကျွန်တော်တို့ကားအစုံစမ်းကြည့်ချင်တယ်ဗျာအဲ့လိုမျိုးအင်စီကားတွေပါတယ်ဗျာပေါ့သူများအဲ့လိုမလုတ်တည်တဲ့ကားတွေပါတယ်လဲစမ်းပြီးလုတ်ကြည့်ချင်တယ်ဗျာဟုတ်အဲ့လိုမျိုးတွေတော့လုတ်ဖို့စိတ်ကူထားတယ်ဗျာတခြားကားရောအဲ့လိုမျိုးတခြားပုံစံငယ်လေးတွေလည်းလုတ်ဖို့တော့စိတ်ကူထားတယ်ဗျာဟုတ်ကဲ့ဝါနာပိုင်းတော့ ကျွန်တော်ကလှုပ်လို့အားပေးစီရှင်တယ်ဗျ။ဘာလို့လဲဆိုတော့လှုပ်ရင်လှုပ်ရင်ထိတ်ဆုံးတော့ဘလူးမတော့အဲ့လိုမျိုးကြီးလှုပ်တတ်တာမဟုတ်ဗျ။လှုပ်ရင်လှုပ်ရင်တော့သူကလည်းသူတက်လာပဲဗျ။အကောင်လုံးတော့အဲ့လိုမျိုးလှုပ်ဖို့လှုပ်စီချင်ပါတယ်။ဝါနာပါအဲ့လိုကြီးဟုတ်ကဲ့ဟိုအခုရောရောဆဲတော့ကျွန်တော်ဒီကားပြီးတော့ဟိုကျွန်တော်တောင်ကြီးမြို့ဆိုတော့ဒီတောင်ကြီးရိုးရံမြေပုံမြန်လေးတလုံးလုံးနေရရှိရဗျအမြေပုံမြန်ပုံစံငယ်လေးလုံးနေရလေးရှိရဗျ ငါတို့အားလုံးပျော်နေကြတနေ့တစ်ခါရောက်တဲ့တစားနိုင်ပွဲလေးမှာဘုံရှိနေမှာ ိုင်းနဲ့ဒီတောင်ပေါ်မြိမ်မှာချစ်စရာတလေးများနဲ့သာပျော်ရွှင်စွာဟောကျွန်တော်ဒီမြို့မြန်လောက်တာကြတော့ကျွန်တော်ဒီတောင်ကြီးမြို့မှာမြို့မြန်အဲ့လိုဒီဆောင်တိုင်းကနှစ်တိုင်းရိုးရဆိုတော့ကျင်းပနေတော့ဒါကတော့ကျွန်တော်တို့အဲ့လိုဒီဆောင်တိုင်းရှိတုန်းကကျွန်တော်လွတ်ခဲ့တဲ့မြို့မြန်လေးပေါ့အဲ့ဒါကိုကျွန်တော်အမတရားအနေနဲ့ပုံစံငယ်လေးပြန်လုပ်တာဗျာဟုတ်တယ်ဗျာဒီမြို့မြန်မှာရှိတဲ့ပကြီလဲကျွန်တော်ကိုယ်တိုင်ပဲဆွဲထားဗျာစီးလဲကိုယ်တိုင်ပဲချိန်ထားဗျာ ဒီကောင်ကျတော့ကျွန်တော်ရဲ့အဖေလှုပ်ထားတာဗျဒီကောင်က session နဲ့လောက်ရှိပြီကျွန်တော်နှစ်နှစ်သားလောက်ကတည်းကလှုပ်ထားတဲ့အိမ်လေးဗျအဲ့လိုကျွန်တော်အဖေကလည်းအဲ့လိုလက်မှုအဆောင်လှုပ်တယ်ဗျအဲ့လိုအိမ်မှာအလားဆင်တဲ့ပန်းနေအဲ့လိုမျိုးပုံစံငယ်တွေအကုန်လုံးတစ်ပင်နေအဲ့လိုမျိုးလည်းလှုပ်တယ်ဗျဟုတ်ကျွန်တော်ကတော့ဒီငငယ်ကတည်းကဒီလက်မှုကျွန်တော်အဖေလှုပ်တဲ့လက်မှုတွေနဲ့ဆိုတော့ဒါတွေအမြဲတမ်းမြင်တွေ့လုံးနေရတယ်မြင်တွေ့ရတော့လိုဝါနာပါလဲကိုကိုယ်တိုင်လဲအဲ့လိုလုံးနိုင်တဲ့ချိန်ရောက်တော့ လိုက်လှုပ်ပြီးရှောက်ဆန်းအဲ့လိုလှုပ်ရင်လှုပ်ရင်နေမှာအဲ့လိုမျိုးကားလေးစလှုပ်ဖြစ်တာဗျဟုတ်တယ်ဗျာအဖေကတော့သဘောကျတယ်ဗျအဲ့လိုမျိုးကျွန်တော်ကားလေးပဲလှုပ်ရင်လည်းသဘောကျတယ်ဗျဟုတ်ကဲ့ဗျအိုဝါနာဒူညီကိုတွေတော့ကတော့အဲ့လိုမျိုးလှုပ်ပါဗျဟိုအစားလှုပ်ရှင်းဆွင်တော့အဲ့လိုမျိုးအခက်အခဲလေးတွေတော့ကြုံရတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးအခက်အခဲလေးကြုံရတယ်ဗျအဲ့လိုမျိုးစလှုပ်တဲ့အချိန်ဆိုဒါပေမဲ့အခုဆိုရင်တော့အဲ့လိုမျိုး hobby channel မြန်မာမှာလည်းအဲ့လိုမျိုးလေ့လာလို့ရတယ်ဗျာဟို YouTube မှာလည်းအဲ့လိုမျိုးလုပ်တဲ့ဟာတွေလေ့လာလို့ရတယ်ဗျာ အဲ့လိုမျိုးပေါ့ကျွန်တော်တို့အဲ့လိုလက်မှုလုပ်မယ်လို့ဆိုအဲ့လိုမျိုးလေးလာပြီးတော့မှလောက်ပါဗျာအဲ့လိုမျိုးထိတ်ဆုံးဆိုရင်တော့ဘယ်ရမှာတော့အဆင်မပြေဘူးဗျာအဲ့လိုဆိုင်းဆိုင်းနဲ့မှနောက်ဆိုတူကနေတူလုပ်နေပြီးတည်ပါရင်အဆင်ပြေသွားပါတယ်ဗျာဟုတ်မတည်ရရှိရင်လည်းအဲ့လိုမျိုးကျွန်တော်နားလည်းမေးလို့ရပါတယ်ဗျာဟုတ်အကုန်လုံးတိလောက်တော့ပြောပြပေးမှာပဲဗျာ